နော်ဒါပေမဲ့အဲ့အချိန်မှာတက်ဖွဲ့တွေရဲ့စိတ်ထဲကဘာဖြစ်နေလဲရတယ်ကြောက်ဦးမယ်ချမယ်ရကိုရတယ်ဆိုတဲ့စိတ်မျိုးဖြစ်နေရပါဘောနော်အဲအဲ့ဟာပြီးတော့ဒါအခုထပ်ပြီးတော့လုတ်တဲ့အချိန်မှာအဲဒီတာစကန်ကိုရသွားပြီပေါ့နော်မင်္ဂလာပါကျွန်တော်ပြောရတဲ့အတိုင်းပဲအအောင်ပွဲတည်င်းနေအများကြီးရှိတယ်ဆိုတဲ့ဟာကဒါဒီရက်သေးဆိုဒီနေ့ဆိုရင်ဇက်တိုက်ဇက်တိုက်ကြားရတယ်ပေါ့နော် အဲ ठीकी ठीकी ဗရမာဆုံးတော့ဒါ ठीकी စကန်ပေါ့နော်အဲစကန်သိအောင်မြင်လိုက်ပြီအဲစကန်ဆပြီးတော့တိုက်ပါပြီဆိုတဲ့အချိန်မှာကျွန်တော်တို့တိရတယ်ပေါ့နော်တိရတယ်တဖွဲ့နဲ့ဆက်သွယ်ရှိတဲ့အခါမှာတိရတယ်အဲအဲ့ဒီအချိန်ကလေးကကျွန်တော်ကဘာတွတ်ထားလဲဆိုတော့တိုက်ပြီဆိုရင်တော့ရပြီပဲပေါ့နော်ရပြီပဲဒါပေမဲ့ ဲဟိုဒါကကျွန်တော်တို့အတွေးပေါ့ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေရဲ့အာခုနလိုဆွလွန်ဆွစားတဲ့စိတ်တွေပြီးရင်စိတ်ရထက်တန်မှုတွေပြီးတော့တိုက်ဆွမ်းရင်ပြေဝလာမှုတွေအကြောင်းလို့ကျွန်တော်တို့ကယုံကြည်တယ်ပြီးတော့စစ်တပ်ဘက်ကကောင်းနေရဲ့ဒါပျက်စီးယိုယွင်းနေတဲ့ပေါ့နော်အဲသူတို့ရဲ့စိတ်ဓာတ်တွေအဲစစ်သားမပီတာတော့တာတွေပေါ့နော်အဲအဲ့အရာမျိုးတွေအကြောင်းလို့ကျွန်တော်တို့ကဒါအဲတုံးတက်ထားပြီးသားပေါ့နော်ရေပြင်မှာတော့ကျွန်တော်တို့ပြောသလိုတော့ဘယ်လွယ်ပါမလဲပေါ့ တပ်ဖွဲ့တွေတို့ကိုခက်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 တိုက်ရခိုက်ရတဲ့အနေထားပေါ့နော်အဲပြီးတော့ဒါကျွန်တော်တို့အဲဗျူဟာမှုပေါ့နော်ဗျူဟာမှုအဖုနဲ့လည်းကျွန်တော်တို့စကားပြောရတယ်ပြောရတဲ့အချိန်မှာအဲအဲ့အဲအရင်ရှိမှပေါ့နော်ဒီဒါနဲ့ပတ်သက်လို့အောင်မြင်မှုတွေအကြောင်းပြောရတဲ့ခါမှာလည်းရေးရသေးရပေါ့နော်ဘူးလို့ဘူးလို့အားလို့ဟိုမှာဒီဗျူဟာမှုတွေဘာတွေရစဖမ်းမိပြီးတော့ရှင်းလင်းတာတွေဖြစ်နေပြီလို့ဒါမဲ့ဟိုဘက်ကလို့ TikTok တို့ Telegram တို့မှာလို့အဲစစ်တပ်ဘက်ကကောင်တွေကမကြသေးဘူးလုံနေတာဟာသူတကုံကြီးတာပေါ့တကုံကြီးတာ အခုလည်းဒါ ठी ခီပေါ့နော် ठी ခီအောင်မြင်သွားပြီအဲစတိုက်တဲ့အချိန်မှာအဲဒီကောင်တွေဘက်ကဘာကောင်းလဲဆိုဂျမ်မာတော်တော်ကောင်းတယ်ပေါ့နော်အဲဂျမ်မာနဲ့ပတ်သက်လို့တော်တော်လေးလေးထားပြီးတော့လှုပ်တာရှိဒါပေမဲ့အဲ့ဟာကပဲသူတို့ရဲ့အားနည်းချက်တစ်ခုပြန်ဖြစ်သွားတာပေါ့နော်ပြန်ဖြစ်သွားရဆိုတာ ဒီဂျမ်းမာဒီဒီဘက်ကတော်လိုင်းတက်ဖွဲ့တွေက drone တက်ပဲပေါ့နော် drone တက်လို့ drone အတန်ကြားပြီဆိုတာ ਨੇ ခေါင်းမီးစက်နှိုးခိုင်းအဲမီးစက်နှိုးမီးစက်နှိုးဆိုပြီးတော့အဲမီးစက်နှိုးပြီးရတဲ့ဂျမ်းမာချက်ချင်းဖွင့်ပြီးတော့အဲဂျမ်းမာကိုပဲအားကိုးတဲ့ပုံစံဖြစ်တာပေါ့နော်အဲဒီတုန်းကအစောပိုင်းမှာတော့တော်တော်လေးခက်ခက်ခဲခဲလှုပ်ဆောင်ရတယ်ပေါ့နော်ဒီ drone နဲ့ပတ်သက်လို့အဲ့မှာကျွန်တော်အတိအမှတ်ပြုရမယ့်အဖွဲ့တွေရှိတယ်အဲ့ဒါ CDN တိုက်ခိုက်ရေးတက်ဖွဲ့ရ drone pilot တွေရဲ့အစွမ်းပေါ့နော်အဲ့ဒါမိုက်တယ် အဲအဲ့လိုမျိုးလေးပြန်ကြားသိရတာလေဂုံယူစရာကောင်းတယ်ဗောနော်သူတို့ကိုတကယ်လဲလေးစားတယ်တကယ်လဲဂုံယူတယ်အဲပြီးတော့သူတို့နေနောက်ထပ်တိုက်ပွဲဖို့ဖို့တွေလည်းရှိတယ်ဗောနော်အဲသူတို့တပ်ဖွဲ့တွေရဲ့စူးစမ်းအထောက်မှုတွေကအရာထင်တယ်လို့ပြောရမှာဗောနော်အဲသူကအစပိုင်းမှာအဲ့လိုပုံစံမျိုးနဲ့အဲ drone drone ကိုကာဖို့အတွက်ကိုသူတို့စူးစမ်းတယ်ဒါပေမဲ့အဲအချိန်ကြာလာတာနဲ့အမျှတော်လိုင်းတပ်ဖွဲ့တွေကအဲဇက်တိုက်ဇက်တိုက်အသာစီးရလာတယ်ဗောနော်အဲပြီးတော့ဒီတိုက်ခိုက်နေစဉ်တောတွင်းမှာခဏတစ်ဖြုတ်ရက်လိုက်ရသေးတယ် ဲ့ဒါကဒီဒီသီတာစကန်းကဟိုဘက်နဲ့ကတ်ကတ်နေရအောင်ကတ်နေတော့ကျတော့ထိုင်းကအဖွဲတွေကဒီဟာနဲ့ပတ်သက်လို့ဒါဆွေးနွေးတာမျိုးပုံစံမျိုးလုပ်တယ်ပါဝင်ဝင်ပါပြီးတော့ဒါဆက်ဖက်တယ်လို့ပုံစံမျိုးဖြစ်တာပေါ့နော်အဖြစ်တော့ကျတော့အဲ့မှာခဏတိုက်ပွဲရက်လိုက်ရတဲ့အနေထားဖြစ်သွားသေးတယ်အဖြစ်သွားကြဟိုတကယ်ပြောမယ်ဆိုရင်အဲ့ဒါကောင်းတော့မကောင်းဘူးပေါ့နော်မကောင်းဆိုတာကိုယ့်ဘက်ကတွက်ကြည့်မယ်ဆိုရင်မကောင်းတာဟိုဘက်ကကောင်းနေအတွက်ပြင်ဆင်ချိန်နေအဲသူတို့အတွက်အချိန်ရသွားတာပေါ့နော်အနာပီးနိုင်တဲ့အချိန်ရသွားတယ်အဲအကြောင်းမလို့ ဒါကျွန်တော်ကတွေးသေးရဟာဒါဆိုလွယ်ပါမလားပေါ့နော်ဒါပေမဲ့အဲ့အချိန်မှာတက်ဖွဲ့တွေရဲ့စိတ်တွေကဘာဖြစ်နေလဲရတယ်ကြိုးမယ်ချမယ်ရကိုရတယ်ဆိုတဲ့စိတ်မျိုးဖြစ်နေရပေါ့နော်အဲအဲ့ဟာပြီးတော့ဒါအခုထပ်ပြီးတော့လုတ်တဲ့အချိန်မှာအဲဒီတာစကန်ကိုရသွားပြီပေါ့နော်ရသွားတာမှာသူတို့တွေအားကိုးရတယ်ဆိုတဲ့ဂျာမာတွေကအဆပေါ့နော်အဲလုံးဝဘာမှမလုပ်နိုင်တော့ဘဲနဲ့ရသွားတယ်အဲပြီးတော့ဒီတိုက်နေတဲ့အချိန်မှာသူကလေရင်ကတော်တော်ဆိုးတယ်ဗျဟိုအစောပိုင်းကာလပေါ့နော်တော်တော်ဆိုးတယ် လာလာမှဒါအမျိုးစုံလာတာပေါ့နော်ဝိုင်းတွဲဝိုင်းအိတ်အဲ့လိုပုံစံမျိုးနဲ့အမျိုးစုံလာတာတဲ့အဲမျိုးစားအစုံပေါ့နော်အဲအဲ့လိုလာပြီးတော့ဒါပြစ်ကူပေးရည်လုပ်တယ်ဒါပေမဲ့အဲဒီစကန်းရတော့မဲ့အချိန်ပေါ့နော်ရတော့မဲ့အချိန်ကြတော့လုံးဝလေရင်ကပြစ်ကူတော့လာမှပြီးတော့တဲ့နေတာဖြစ်သွားလေချောင်းပြစ်ကူလုံးဝမလာတော့လာတော့လာတယ်ဘယ်လိုလဲဆိုတော့ဟိုနလိုဒါဝဲဝဲသွားတယ်ပေါ့နော်ဝိုင်းတွဲလို့ဝိုင်းအိတ်လိုမျိုးလာလေရင်လာပြီးတော့ဝဲသွားပြီးတော့ လာလုံးဝဒါခရင်ချပေးတာမျိုးဘုံချပေးတာမျိုးမလုပ်ဘဲနဲ့ဒါပြစ်ကူပေးတာမျိုးလည်းမလုပ်ဘဲနဲ့ဒါပြက်လှည့်သွားတယ်ပေါ့နော်အဲ့ဟာနဲ့ပတ်သက်လို့တော်လိုင်းတက်ဝဲဝင်တယောက်ကလည်းပြောထားတာရှိတယ်ပေါ့နော်ဝိုင်းဝိုင်းရဲ့ဖြည့်သိမ်းလိုက်ဆိုတဲ့ပုံစံလေးပြောထားရှိတယ်အဲ့အဲ့ဒါလေးလည်းနားထောင်ကြည့်ပေးပါအောင်ပေါ့နော်အာလင်းပြားတော့လုံးဝဟိုကမလာဘူးကိုရေဟိုမနေရရောဒီနေရောအဲ့မှာတိတ်တိတ်စကားသိမ်းတဲ့အချိန်မှာအဲ့မှာဂျက်ဖိုင်တာတစ်ခေါက်ပဲလာတော့တယ်အဲ့မှာတစ်ခေါက်လာတော့ပြီးတော့အဲ့မှာပုံကျတော့ပေါ့နော် ပေါင်းကြည့်တော့ဟိုပီသူအိမ်တိန်နိုင်ခစ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 ်သွားတယ်အဲဒီလောက်ပါပဲအဲပြီးလို့ရှိရင်ဟိုမနေ့ကလည်းလင်းပြန်လုံးဝမမမလာဘူးအဲမှာခွေတွေခွေတွေကတော့လင်းပြန်တော့တောင်းတောင်းတယ်ပြီးရင်အဲမှာဒီဒီဒီနေ့လေးလင်းပြန်လုံးဝမမလာဘူးဒီနေ့အဲမှာဝိုင်းတွဲတော့မမဟုတ်ဘူးကိုဝိုင်းအဲ့လားမသိဟဲအဲမှာထောက်လိုက်လင်းပြန်တော့တစ်ခေါက်လာတယ်တစ်ခေါက်လာပြီးတော့သူတစ်ခေါက်ဝေးပြီးတော့ပြန်သွားတယ်အဲမှာဟိုပါတော့လာပြီးတော့ဟိုခွေခွေတွေကိုလာပြီးတော့ ိုဝိုင်းဝိုင်းတခြင်းအရလိုမျိုးမှာဖြည့်ဖြည့်သိမ်းလိုက်ဆိုတဲ့ပုံပုံစံမျိုးအဲမှာလင်းပြန်တစ်ခါအဲမှာထထလိုက်လေလေလေတစ်ခါလာဝဲသွားပြီးတော့သူတို့ဖြည့်ဖြည့်သိမ်းသွားဖြည့်သိမ်းတွေ့တဲ့အနေနဲ့တော့ပေါ့အဲမှာပုံလေးမကြည့်ဘူးပါပါမပါပါဘာမှမမမမလို့ဘာမှလင်းပြန်တစ်ခါဝေးပြီးတော့ပြန်ပြန်တော့တယ်ပြီးရင်ကိုရှင်တဲ့ဒီဟိုစကားသိမ့်သိမ့်ပြီးတဲ့ရှင်တွေပဲတောက်လျှောက်လင်းပြလုံးဝမလာဘူးကိုကြီး အဲမှာခွေခွေခွေတရားတော့ဘောတော့လင်းလင်းဟိုတလင်းပြန်မျောရင်းမျောမျောရင်းနဲ့ပဲဟိုအကောလုံးဆန့်ကဆန့်ကဖြစ်တော့ပြီအဲ့တော့ကြားတဲ့အတိုင်းပဲပေါ့နော်ဒွန်လိုင်းတပတ်ဝင်ရလဲဘယ်တော့မှပြောချင်နေတယ်လဲဆိုတော့အဲလောကဝိုင်းဝိုင်းရဲ့ဖြေသိမ့်လိုက်ဆိုရင်စကားအတိုင်းပဲပေါ့နော်အဘသားတွေရောခွေးတွေပေါ့နော်ခွေးတွေစကားစားရဲ့ခွေးတွေကလင်းရုံမျောနေနေပဲဆက်ငင်ဆက်ငင်ဖြစ်သွားရဲ့ဆိုတဲ့ကြောင့်အဘတရားကြီးပြောထားတယ်ပေါ့နော်ပြီးတော့ဒါကုံယူကြကောင်းတာကဒီတပတ်ဝင်ကလည်း ဒါရဲစီဒီယံတယောက်ဖြစ်ပါတယ်ဗောနော်အဲတိုက်တဘောဝင်နေတဲ့ရဲစီဒီယံတယောက်ဖြစ်တယ်ဒါကလည်းတကယ်လေးစားကိုယူဖို့ကောင်းတယ်ပြီးတော့ဒီလေရင်ပြစ်ကူကခုနလိုပြောဗောနော်စကန်ရတော့မယ်ဆိုတဲ့အချိန်မှာမပေးတော့ဘူးဆိုတော့သူကမနေ့ရလဲမပေးတော့ဘူးဒီနေ့လည်းမပေးတော့ဘူးအဲ့အချိန်မှာလေရင်ဝဲပဲဝဲပေးတဲ့အနေထားဖြစ်နေတာဒါပေမဲ့တစ်ခုပြန်စဉ်းစားသူကအဲ့စကန်ကိုလုံးဝသူတို့က ဆွလုံးလိုက်ပြီဆိုတော့စိတ်မျိုးဖြစ်သွားတာဗျဒီသူတို့ဘက်ကအထက်ကကောင်းနေရပါတော့အဲအောက်ကကောင်းနေဒါလုံးဝဘာမှမကူတော့ဘူးပေါ့နော်မင်းတို့ဘက်ကအဆင်ပြေတယ်လို့လုံးတော့ကွာငါတို့ကတော့ဒီစကန်ကိုဆွလုံးလိုက်ပြီဒီစကန်ကိုငါတို့ဒါထိန်းနိုင်ဖို့မကြိုးစားတော့ဘူးဆိုတော့ပုံစံမျိုးသူတို့ဆုံးဖြတ်လိုက်တာပြင်မယ်အဲအကြောင်းလို့ပြစ်ကူလာပေးအဲအဲ့အချိန်မှာအောက်ကကောင်းနေကအသေးတန်တောင်းလာတယ်လေရင်ပြစ်ကူပေးဖို့အသေးတန်တောင်းတယ်တောင်းတဲ့အချိန်မှာလုံးဝမပေးဘူးနောက်ဆုံးဒီကောင်းနေဘာဖြစ်လဲဆိုတော့ကောင်းနေထိုင်းဘက်ချောင်းထွက်ပြေးတယ်အရောက်3 40လောက်ရှိတယ်ဆိုပြီးတော့သိရတယ်အဲထွက်ပြေးတဲ့အချိန်မှာလက်နက်ခဲရန်လက်နက်ကိုစီပါသွားတယ်ပေါ့နော် လက်နက်ကိုစီပါသွားတယ်ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေဘက်ကပါရတယ်120ဟာတွေရတယ်ပြီးရင်ဘွိုင်းဖိုက်ရတယ်အဲ့မှာ81ကြီးပါတင်သွားလို့သိရအဘုံဒီကတော့ဒါတက်နိုင်တဲ့လောက်တင်မယ်ဆိုရင်တော့မှဒါတစ်လုံးနှလုံးပေါ့အဲ့လောက်ပဲတင်တယ်မှာခရဲန်းတွေကတော့ကြံခဲ့တယ်ပေါ့နော်အဲ့ပြီးရင်သူကဒီသူတို့ရဲ့ထုံးစံတိုင်းလက်နက်ခရဲန်းတွေကိုဖျက်ဆီးခဲ့တယ်မောင်းလုံးတွေလွတ်ပစ်တာတွေအဲတနက်တွေကိုဖျက်ဆီးခဲ့တာမျိုးတွေဒါမျိုးပုံစံမျိုးတွေတော့လှုပ်သွားတယ် သူတို့မတည်နိုင်ဘူးအကုန်လုံးတော့မတည်နိုင်ဘူးပေါ့နော်ဒါပေမဲ့သူတို့တည်သွားတဲ့တိုင်တပိုင်းတိုင်ဟာဆိုရင်တော့လက်နက်တွေကတော့ပါသွားတယ်ခဲရန်တွေရတယ်လက်နက်ကြီးတွေရတယ်အဲအခြားဒါသူတို့ဟိုကြံခဲ့တဲ့လက်နက်မျိုးတွေလည်းရတယ်ပေါ့နော်ရတော့သူတို့အနေနဲ့တော့ဟိုဘက်ကိုအယောက်30လောက်အဲထွက်ပြေးထွက်ပြေးသွားတယ်ပေါ့နော်အဲ့ဗီဒီယိုဖိုင်လည်းတွေ့ရလိမ့်မယ်ထင်တယ်ဒါထိုင်းဘက်ချမ်းကနေပြီးတော့ဒါရောက်လာတဲ့ချိန်မှာအဲဒီကောင်နေထိုင်ငုတ်တုတ်လေးထိုင်ပြီးတော့ပေါ့နော်လုံးဝဟိုဟိုရုပ်လေးတွေရပါပေါ့နော်တနာကမရုပ်လေးတွေနဲ့အဲ့လိုထိုင်ပြီးတော့ထွက်ပြေးလာရတဲ့ လုံးဝသူတို့အန်အော်ဒဂျီဖြစ်နေမှာပေါ့ခါတော့ကောင်းနေဒီလိုအခြေအနေဖြစ်သွားပြီလားဆိုတော့မှန်တော့မဟုတ်ဘူးဒါတော်တော်လေးတက်ဖွဲ့တွေဘက်ကအဲ့လိုအခြေအနေဖြစ်အောင်ကိုကြုံးမယ်ဆိုတဲ့စိတ်နဲ့လှုပ်တာပေါ့နော်အဲ့တော့ဒါလုံးဝညီကုန်းချုပ်သွားတယ်ဒီစကန်ပေါ့နော်အဲတက်ဖွဲ့တွေဒါပစ္စည်းပစ္စည်းတွေတည်ယူတဲ့ဟာမျိုးလဲဒါရရှိတယ်ပေါ့နော်အဲပြီးတော့အခုလိုမျိုးဟိုဘက်ဒီ time back gun ပေါ့နော်အဲထွက်ပြေးကြတယ်ဆိုတဲ့ဟာကဒါသူတို့အတွက်ပထမဆုံးသူတို့ကပထမဆုံးတော့မဟုတ်ဘူးရှေ့မှာအဲ့လိုမျိုးထွက်ပြေးတဲ့ဖြစ်စဉ်တွေကအများကြီးရှိတယ် အဲ့လိုမျိုးပဲထွက်ပြေးတယ်ထွက်ပြေးပြီးရင်ဟိုဘက်ကဒါထိုင်းရနေပြီးတော့မြန်မာစစ်တပ်ကိုပြန်ပေးတယ်ပေါ့နော်မြန်အောင်လိုင်းစစ်တပ်ကိုပြန်ပေးရပြီးရင်သူတို့ကိုပြန်ပြီးတော့တိုက်ခိုင်းတာမျိုးလုပ်တယ်အဲ့လိုတန်တရားလေတာပေါ့ဗျာကျွန်တော်ပြောနေတာသူတို့မြေပြင်မှာလည်းသူတို့နိုင်အောင်မတိုက်နိုင်တော့ဘူးနိုင်အောင်မတိုက်နိုင်လို့ထွက်ပြေးတဲ့အချိန်မှာလည်းဟိုနားလိုမလွတ်မြောက်ဘူးပေါ့နော်အဲသူတို့ပထွေးကပြန်ခေါ်တယ်ပြန်ခေါ်ပြီးတာနဲ့အခြားတနေရာကိုပို့ပြီးတော့ပြန်ပြီးတော့အသက်အသေးခံခိုင်းတယ် အဲ့ဒါကြအဲ့လိုဟာမျိုးလုံမဲ့စားဆိုလည်းတက်ဖွဲ့တည်းစီမှာလက်နက်ချအညံ့ခံပါတော့အဲခုနကလိုတိုက်ပွဲမဖြစ်ခင်ကနေကငါတို့ဒီတိုက်ပွဲကိုနိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုးနဲ့တခါတည်းလက်နက်ချလိုက်တခါတည်းပူပေါင်းလိုက်အညံ့ခံလိုက်အဲ့ဒါအပူပြီးတော့အဆင်ပြေတယ်အရှိပိုင်းကာလမှာဒါလက်နက်ချအញ្ញခံတဲ့အဖွဲတွေစစ်တုံးမန်းတွေပေါ့နော်အဲ့ဒီအဖွဲတွေဆိုရင်ဒီဘက်မှာတချို့အဖွဲဆိုရင်တော်တော်လေးပြောင်းလဲနေကြပြီအဲသူတို့ဆိုရင်ဒါတချို့ဆိုရင်အခြေချပြီးတော့နေနေရဲ့အဲအလောက်ကင်လုံနေရဲ့နေသားမျိုးဖြစ်နေအဲ့တော့မင်းတို့ကအခုလိုမျိုးကြီးဒါထွက်ပြေးလိုက် ြန်ဖန်းခံလိုက်ပြီးရင်တခြားနေရာမှာပြန်တိုက်လိုက်ပြန်ရှုံးလိုက်ဆိုတော့တနေ့မဟုတ်တစ်ချိန်မဟုတ်ဒါတေးကိုတေးမှာပဲပေါ့เนาะအဲ့တော့အဲ့လိုမျိုးလမ်းစဉ်မျိုးကိုမလုံးစေခြင်းမဲနဲ့ခုနလိုဒါတပ်ဖွဲ့တွေစီမှာပူပေါင်းတာမျိုးလက်နက်ချတာမျိုးပို့ပြီးတော့ဖြစ်စေခြင်းနဲ့အဲနောက်တစ်ခုကဓာတ်ပုံမှတ်တမ်းလေးကျွန်တော်ရတယ်ပေါ့เนาะအဲအဲ့စခန်းမှာရှိတဲ့ဓာတ်ပုံမှတ်တမ်းလေးရတဲ့အချိန်မှာလေသူတို့ကိုယ်တိုင်လည်းပြောတယ်ဒါဒိုလိုင်းတပ်ဖွဲ့တွေကိုယ်တိုင်လည်းပြောတယ်ဒီကောင်လေးတဲ့စခန်းကိုတဲ့အခိုင်အမာပြင်ထားတယ်တဲ့ အဲခန့်စစ်ပုံစံမျိုးကိုတိကျပြင်ထားတယ်ပေါ့နော်အဲဒါပေမဲ့လည်းဒီကောင်နေအခုလုံးဝမခံနိုင်တော့ဘဲနဲ့သူတို့ထွက်ပြေးရတဲ့အနေအထားဖြစ်သွားတာဆိုပြီးတော့ဒါသိရတယ်သူတို့ပြတဲ့တပ်ပုံမှန်တန်းဒီမှာကြည့်တော့လေအဲ့လိုပုံစံမျိုးဟုတ်တယ်ဒါပြစ်ချင်းနေပါလေတိကျစနစ်တကျလှုပ်ထားတဲ့ပုံစံမျိုးဒါပေမဲ့ဘလို့ပဲတိကျစနစ်တကျလှုပ်ထားပါစေဘလို့ပဲပြင်ဆင်ထားပါစေအဲဒီတော်လိုင်းတပ်ဖွဲ့တွေရဲ့ဒါ ဒီနိုင်လူစိတ်ပြင်းထန်မှုပေါ့နော်အအောင်စိတ်ထက်သန်မှုတွေကိုဒါမရှင်းနိုင်တော့ဘဲနဲ့အချိန်တန်ရင်လက်နှချအရှုံးပေးရမယ့်ပုံစံမျိုးဖြစ်နေရပါတော့။အဲသူပြောသွားသလိုပဲပေါ့နော်။ဒလိုင်းတက်ဖွဲ့ပြောသွားသလိုပဲ။အဲသူတို့အပရဲ့လေရင်မျောရင်မျောရင်နဲ့ပဲဆန့်ကျင်ဆန့်ကျင်ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးတွေကဒါတစ်ချိန်မဟုတ်တစ်ချိန်ဖြစ်လာမှာပေါ့နော်။အဲတော့ဘလောက်ပဲကြီးမားတဲ့ခံစစ်ဖြစ်ဖြစ်ပေါ့နော်။အဲဒလိုင်းတက်ဖွဲ့တွေကတေချာပေါက် အာရောက်အောင်ကောင်းမြင်အောင်တိုက်နိုင်လိမ့်မယ်လို့ဒါကျွန်တော်လည်းယုံကြည်ရပါတော့။အဲပြီးတော့သူတို့တွေကတေချာဘောက်ပြင်ဆင်ထားတယ်။ဘာလို့လဲဆိုတော့ဒီထိထတိုက်ခံပြီးတဲ့ချိန်မှာထိခိလာလိမ့်မယ်ဆိုတာကိုလည်းသိတယ်။အဲအဲ့ဒါပြီးသွားရင်ဘာလာလိမ့်မယ်ဆိုတာလည်းသူတို့တေချာဘောက်သိ။အဲ့တော့ရှေ့စကန်တွေတိုက်ခံလို့အဲစကန်တွေကထွက်ပြေးလာတဲ့အင်အားတွေလည်းတချို့ဆိုပေါင်းနေပါတော့။အဲ့လိုမျိုးပေါင်းပြီးတော့ခူးကန်တာတောင်မှပဲသူတို့အနေနဲ့မရတော့ဘူး။အဲ့လိုမျိုးကြိုတိပြီးတော့ပြင်ဆင်တာတောင်မှပဲသူတို့အနေနဲ့မရတော့ဘူး။အဲ့ကြောင့်ဘလို့ပဲဖြစ်ဖြစ်အာဒီအောင်မြင်မှုတွေကဒီရက်ထဲမှာအရန်ကို အာဝမ်းသာစရာဖြစ်တယ်ဗောနော်နောက်တစ်ခုကတော့ဒါကျွန်တော်တောင်ပိုင်းတောင်ပိုင်းဆိုရင်ဒါကျွန်တော်ဒါတော်တော်များများကအားမလို့အားများဖြစ်တာလေးရှိကြတယ်ဗောနော်ဟာသူများတွေကမြို့တွေတိမ့်နေပြီးအဲမင်းတို့ကဘာဖြစ်တယ်ညာဖြစ်ဒါမျိုးပြောကြရလေရှိတယ်ဗောနော်ပြီးတော့အခုဆိုရင်ကျွန်တော်ကြည့်မယ်ဆိုရင်တောင်ပိုင်းကဒါ1 2 3 4 5 6ခွန်းအကုန်အကုန်စုံနေပြီဗောနော်စုံနေပြီ တိုက်ပွဲနယ်မြေတွေကိုကြည့်လိုက်မယ်ဆိုရင်လည်းအာဒီနေ့၃မှတိုက်တယ်နောက်နေ့၄မှသိန်းတယ်နောက်နေ့၇မှသိန်းတယ်အဲအဲ့လိုပုံစံမျိုးတွေအားစားဖြစ်လာနေတယ်အဲကြောင့် blue web ဖြစ်ဖြစ်ဒီဒေါ်လာရင်းမှာတော့အားလုံးကတော့အလုပ်ကိုစီလုပ်နေကြတာပဲနီးလန်းနေမတူကြတာပဲဖြစ်ရင်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့အားမရတာလည်းမှန်တယ်အဲဒါပေမဲ့အားမရဘူးဆိုပြီးတော့ဒါကျွန်တော်တို့အပြစ်ပြောတာမျိုးတွေပေါ့နော်အဲဒါမျိုးလေးတွေကြတော့အဲအဲ့ ီတက်ဖွဲ့တွေကိုဒါကျွန်တော်မစာနာရရောက်တယ်ဗောနော်အဲ့တော့တကယ်တမ်းမြေမှာဆိုရင်အဲ့လိုမျိုးတက်ဖွဲ့တွေနဲ့ပူပေါင်းပြီးတိုက်နေတဲ့အဖွဲ့တွေကအများကြီးရှိပါတယ်အဲသူတို့တကယ်အလုံးလုံးနေကြတာပါအဲဒီတက်ဖွဲ့တွေဒါခုနလိုမျိုးဗောနော်စိတ်သက်ခွန်အားရစရာတွေကိုပဲကျွန်တော်ပို့ပြီးတော့ပေးတာအ ပို့ပြီးတော့တင့်တော်ပါလေပေါ့နော်။ဘာလို့လဲဆိုတော့တို့တကယ်မြေပြင်မှာအတက်နဲ့ရင်းပြီးလုံနေရတာဖြစ်တဲ့အတွက်အပြစ်တင်စကားမျိုးဆိုရင်တို့လည်းစိတ်ပြက်အာရုံမှာပဲပေါ့နော်။အဲကြအဲ့လိုမဟုတ်ဘဲနဲ့အောင်မြင်မှုတွေရတယ်။ကျွန်တော်အောင်မြင်မှုရအောင်လဲနောက်ကနေပြီးတော့ပံ့ပိုးကြမယ်၊ကူညီကြမယ်၊ထောက်ပံ့ကြမယ်ပြီးတော့အားပေးကြမယ်ဆိုရင်အခုလိုမျိုးဒါဇက်တိုက်ဇက်တိုက်တည်င်းကောင်းနေရလာမှာပဲဆိုတဲ့ဟာကိုဒီနေရာနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။